က်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရောပဲခူးတိုင်းဗဒောင်းမြို့နယ်ညောင်ချိုးတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားများငတ်ပြတ်နေတဲ့အတွာအုတ်ရှိပေမျိုးပြည်တော်သားရက်ကွက်အုတ်ချုပ်ရေးမှုအောင်ကိုကပြည်သူများကိုထမင်းဟင်းများအတင်းအဓမ္မချက်ပြုတ်ခိုင်းပြီးတော့စစ်တပ်ထဲကိုပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဗဒောင်းမြို့နယ်ညောင်ချိုးတိုက်ပွဲမှာစစ်ကောင်စီတပ်ကစစ်သားများဟာဘူးဒီဘက်နဲ့ငနီတူ၃ကောင်သာစားနေရတယ်ဆိုပြီးတော့အုတ်ရှိပေမျိုးပြည်တော်သားရက်ကွက်အုတ်ချုပ်ရေးမှုအောင်ကိုက ရက်ကွက်အတွင်းမှာရှိတဲ့ပြည်သူများကိုဖမင်းဟဲများအတင်းအဓမ္မချက်ပြုတ်ခိုင်းပြီးတော့အကြမ်းဖက်စစ်တပ်ထဲကိုပို့ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာပြည်တော်သားရက်ကွက်အတွင်းမှာရှိတဲ့ပြည်သူများဟာအုတ်ချုပ်ရေးမှုအောင်ကိုရဲ့အတင်းအဓမ္မစေခိုင်းမှုကြောင့်သာဓမင်းဟင်းများကိုအလဲကြအချက်ပြုတ်ပေးနေရတယ်လို့သိရပါတယ်။အဲ့ဒီချက်ပြုတ်ထားတဲ့ဓမင်းဟင်းများကိုအောင်ကိုကအုတ်ချုပ်ရေးမှုရုံးကိုလာရောက်ပြီးတော့ပို့ဆောင်ခိုင်းနေတယ်လို့သိရပါတယ်။ ညောင်ချိုးတိုက်ပွဲမှာစစ်ခွေးတွေကငတ်ပြက်နေလို့ပြည်တော်သားအုပ်ချုပ်ရေးမှူးဦးအောင်ကိုကစစ်ခွေးတွေဘူးဒီဘက်နဲ့ငဏီတူ၃កောင်ပဲစားနေရလို့တနာလိုတဲ့စိတ်မကောင်းလို့ဆိုပြီးတော့ရက်ကွက်နေပြည်သူတွေကိုစရင်စရာနဲ့လမ်းအလိုက်အလဲကျချက်ပြုတ်ခိုင်းနေတာလို့ဒေတာတွင်သတင်းအေးမီကပြန်လည်ပြောပြထားပါတယ်။ဘကိုးယုံမနဲ့ညောင်ချိုးမှာဖြစ်ပွားနေတယ်။အေးနဲ့အကြမ်းမဲ့စစ်တပ်ရဲ့တိုက်ပွဲများဟာအလွန်ပြင်းထန်နေပြီးတော့အကြမ်းမဲ့စစ်တပ်ဘက်ကထိခိုက်တေဆုံးမှုတွေများပြားနေတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်သားများဟာလည်းစိတ်ဓာတ်များကြာဆင်းနေပြီးတော့ထွက်ပြေးသူများနဲ့အမိန့်နာခံခြင်းမရှိ ပဲနဲ့နောက်တန်းကိုပြန်လာတဲ့သူတွေများပြားနေတယ်လို့သိရပါတယ်။အခုလိုမျိုးစစ်တပ်ကအထိနာနေတဲ့အတွက်ကြောင့်အုတ်ချုပ်ပင်မျိုးကအုတ်ချုပ်ရဲမှုများ၊ရာအိမ်မှုများနဲ့ပြည်သူများကစစ်တပ်ကိုထောက်ခံအားပေးတဲ့ပုံစံမျိုးဖြစ်စေရန်အတွက်ရက်ကွက်အလိုက်ထမင်းထုတ်များစီစဉ်ခြင်းအကြမ်းဖက်စစ်တပ်ထောက်တိုင်များနဲ့လောင်ကစားသမားများကိုလည်းအကြမ်းဖက်စစ်သားများကိုလှူဒန်းဖို့ဆိုပြီးတော့ရေတံဘူးများအချို့ရေဘူးများငနီတူကြောင့်မပီထောင်းဘူးကိုရွက်နဲ့ခေါဆွဲကြောင်များကိုအလူခံနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။